လောကမှာလူနှစ်မျိုးရှိတယ်။နံပါတ်1လူကတော့ big twin လို့ခေါ်တဲ့တားကောင်စိတ်ရှိတဲ့သူ။နံပါတ်2လူကတော့ victor လို့ခေါ်တဲ့ အောင်မြင်တဲ့စိတ်ရှိတဲ့အောင်မြင်မဲ့လူ victory လို့ခေါ်တဲ့တားကောင်စိတ်ရှိတဲ့သူကတော့ကိုကိုကိုစကားတခွမဲ့အမြဲတမ်းပြောတယ်အဲ့ဒီစကားကဘာလဲဆိုတော့ why me ငါကြမှာဘာလို့ဒီလိုဖြစ်နေတာလဲငါကြမှာဘာလို့ဒီလိုပြဿနာတက်နေတာလဲငါကြမှာဘာလို့ဒီလိုကြီးခံစားနေရတာလဲငါဘာမှလုပ်လို့မရဘူးဘာမှလည်းလုပ်လို့အဆင်မပြေဘူးအားလုံးဟာငါဘာမှလုပ်လို့မရဘူးဆိုတဲ့စိတ်နဲ့နေတဲ့သူကိုကျွန်တော်တို့က victory mindset လို့ခေါ်ပါတယ် ဗစ်တာ mindset ရှိတဲ့သူကကြတော့ဘာပြောလဲဆိုတော့စကားတစ်ခုမှပြောတယ်အဲ့ဒါက what now ဟုတ်ပြီဖြစ်သွားပြီအဲ့တော့အခုဘာတွေလုပ်ဆရာရှိလဲအခုဘာလုပ်ရမှာလဲအခုဘာဆက်လုပ်ရင်အဆင်ပြေသွားမလဲဆိုတဲ့စကားကိုပဲကျွန်တော်တို့ပြောပါမယ်အဲ့တော့အခုဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်တို့ရဲ့မိတ်ဆွေတွေ victory mindset ရှိတဲ့သူနဲ့ victor mindset ရှိတဲ့သူဘယ်သူကအောင်မြင်နိုင်မလဲထင်ပါလား သိကြပါတယ် victory mindset ရှိတဲ့သူကတော့ကြရှုံးပါလိမ့်မယ် victor mindset ရှိတဲ့သူကတော့ဘဝမှာအောင်မြင်ပါလိမ့်မယ်အဲ့တော့ကိုယ်ဒီလဲ victor mindset ရှိတဲ့သူတယောက်ဖြစ်ဖို့လိုတယ် victor mindset ရှိတဲ့သူတယောက်ဖြစ်ဖို့ဆိုလို့ရှိရင်ဖွဲ့နှောင်းဆိုတဲ့အကြောင်းကိုခဏခဏပြောပါဟုတ်ပြီဖြစ်သွားပြီငါဘာလုပ်ရမှာလဲငါဘာဆက်လုပ်ရမှာလဲငါဘာတွေလုပ်ရင်ပိုကောင်းလာမလဲဘာတွေလုပ်ရင်အစင်ပြေသွားမလဲဆိုတဲ့ what now ဆိုတဲ့စကားကို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 ခဏခဏပြန်ပြောဖို့မမိပါနဲ့ ဒီကြောင့်အနေနဲ့ပြီးတော့မှ equity video ကြည့်နေကြတော့လူငယ်တွေမိတ်ဆွေတွေဒီဂျိုးရုံစုံတွေရရလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်။ကိုတို့အဂျိုးရုံစုံတွေရရတယ်ဆိုလို့ရှိရင်တော့ comment မှာထုတ်ဆက်တိုင်းနဲ့ yes လို့ရေးပေးပါ။ဒီ video စုံတော့ကြည့်ပြီးအတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်။ကျွန်တော်တို့ကိုကြံလေးအောင်ပါ။မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ။